်ပါတယ်။2020နဲ့2019ကြားမှာတော့ကတကယ် graphic ကောင်းပြီး solo ကောင်းတဲ့ game တွေထွက်ခဲ့ပါတယ်။အဲ့ဒီ game တွေကအခုချိန်ထိတောင် solo ကောင်းနေသေးပြီးတော့ offline အနေနဲ့ solo ရပါတယ်။အဲ့လို game တွေကိုအကောင်းဆုံး mobile game 10ခုအနေနဲ့ဒီနေ့မှပြောပြပေးသွားမှာဖြစ်ပါတယ်။ subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးပါနော်။ဒါဆိုရင်တော့စလိုက်ရပါရှင်။ number 10 play of god playoff court ဟာ court of war နဲ့ double me crime တို့လိုမျိုး hardcore action hack and slash game တွေကို mobile platform မှာခန်းစားရစေမဲ့ game တစ်ခုဖြစ်ပါတယ် North mythology ကိုအခြေခံထားပြီးကစားသူဟာရက်ဆက်ကြမ်းကြုတ်တဲ့ boss fight တွေနဲ့ ရန်သူများစွာကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Combat System ကနှက်နေပြီး Combo မျိုးစုံနဲ့ Berry စနစ်တို့ပါဝင်တာကြောင့်ကစားသူရဲ့ကျွမ်းကျင်မှုကိုစိန်ခေါ်ပါတယ်။ High Definition Graphic နဲ့ Epic Boss Fight တွေကဂိမ်းမြေဆွဲဆောင်မှုပါ Console အဆင့်မီ Action ကိုလိုချင်တဲ့သူတွေအတွက် Play of God ဟာမရှိမဖြစ် game တစ်ခုပါပဲရှင်။ Number 9 Forgotten Memories Spyro Horror Puzzle for Korean memories are physical logical survival horror game အမျိုးအစားဖြစ်ပြီး Resident Evil နဲ့ Silent Hill လိုမျိုးကန်နဝင် horror game တွေရဲ့ပုံစံကိုမျှဉ်းန်းထားပါတယ်။ဒီ game ရဲ့ဆက်လက်ထဲမှာကစားသူဟာပျောက်ဆုံးနေတဲ့ကလေးမလေးတအူးကိုရှာဖွေရင်းကြောင်မဲ့ဖွယ်ကောင်းတဲ့ဆေးရောဂါကုဆေးရုံထဲမှာပိတ်မိနေတဲ့ဆက်လိုက်မလေးဖြစ်ကစားရမှာဖြစ်ပါတယ်။ Atmosphere ပြင်းထန်ခြင်း James Gay များခြင်းနဲ့ဘေးလိဖြည့်ရှင်းမှုပါဝင်တာကြောင့်ကစားသူရဲ့စိတ်ပိုင်းဆိုင်ရာကိုဖိအားပေးပါတယ်။ ောင်းမွန်တဲ့ 3D graphic နဲ့တင်းမာတဲ့အသံဒီဇိုင်းတွေကထိတ်လန့်မှုကိုပုံမမြင်မစေပါရယ် offline မှာပဲနှံ့နေတဲ့ဇလန်းနဲ့တူတကိဟော်ရာခန်းစားမှုကိုအပြည့်အဝခန်းစားချင်သူတွေအတွက်မရှိမဖြစ် game တစ်ခုပါပဲရှင်နံပါတ်8 dead meat spy ball samples ashen Dead Mid ဟာ Open World Bible Sandbox Game အမျိုးအစားဖြစ်ပြီးကမ္ဘာပြတ်ကန်နောက်ပိုင်းပတ်ဝန်းကျင်ကိုနောက်ခံထားတဲ့ Action Game တစ်ခုဖြစ်ပါတယ်။ Graphic ကကာတွန်းစံပေမဲ့စောကြည့်လိုက်တော့တခြား game တွေနဲ့မတူတဲ့ feeling လေးကိုခံစားရမှာပါ။ဒီ game ထဲမှာကစားသူဟာမျိုးပြပျက်စီးရာနေရာတွေမှာရှင်သန်ရက်တည်ဖို့အတွက်ပစ္စည်းတွေစုဆောင်တာနေရာတွေစုဆန်းတာ crafting လုပ်တာစတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ရမှာပါ။ရန်သူတွေနဲ့တဘာဝအန်တရာတွေကိုရင်ဆိုင်ရင် ိုးပိုင်နေထိုင်ရာနေရာကိုတိဆောက်ရတဲ့ sandbox element တွေကစွဲမတ်စရာကောင်းပါတယ် profit ဘိုင်းကလည်းရုပ်ထွက်ကောင်းပြီးနေညာအလင်းအမှောင်တွေက atmosphere ကိုပုံမအတတ်ဝန်စေပါတယ် offline မှာပဲရှင်သန်မှုစူးစမ်းရှာဖွေမှုနဲ့ action တို့ကိုပေါင်းစပ်ထားတဲ့ open wall ကိုခန်းစားချင်သူတွေအတွက်ကောင်းမွန်တဲ့ရွေးချယ်မှုပါပဲရှင် number 7 tablet top racing wall tour arcade racing combat Tablet of Racing World ထုံးဟာအမြန်နှုံးမြင့် Arcade Racing မျိုးစားဖြစ်ပြီးဂိမ်းမြတ်ဒီဇိုင်းကတော့စပွဲပေါ်တင်ထားတဲ့ကစားစရာကားလေးများကိုအသုံးပြုကာတိုက်ပွဲဝင်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီဂိမ်းထဲမှာရိုးရိုးပြိုင်ရုံသာမကတခြားပြိုင်ဖက်တွေကိုလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ Power App တွေကောက်ယူခြင်းစတဲ့ comparison element တွေပါဝင်ပါတယ်။ခေါဆိုးကနေ mobile ကိုအောင်မြင်စွာပြောင်းလဲထားတဲ့ graphic တွေကအရင်ကောင်းမွန်ပြီ။ညံစမ်းတဲ့ action တွေကြောင့်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ offline မှာပဲ cut racing ပုံစံမျိုး arcade action အပြည့်ပါဝင်တဲ့ပျော်စရာကောင်းတဲ့ပြန်ပွဲများကိုခန်းစားချက်တွေအတွက်အကောင်းဆုံး game တစ်ခုပါရှင်။ Number 6 Steel and Flash 2 Open World Strategy Action Steel and Flash 2ဟာ Open World Sandbox အမျိုးအစားဖြစ်ပြီး ဝါဘန်အဖွဲ့ကိုအခြေခံထားတဲ့ strategy နဲ့ action game တစ်ခုဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာအလက်ခိတ်ကဘာကြီးကိုလွတ်လပ်စွာဆူဆမ်းရပြီးမိမိရဲ့ကိုယ်ပိုင်စက်တက်ကိုတီထောင်ကာတခြားနိုင်ငံတွေနဲ့ဆက်တိုက်ခြင်းဒေသတွေကိုသိမ်းပိုက်ခြင်းစတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ Third person melee combat ကိုအသုံးပြုပြီးကိုယ်တိုင်စစ်တလဲမှာပါဝင်တိုက်ခိုက်နိုင်ခြင်းကစိတ်လှုပ်ရှားစရာကောင်းပါတယ်။ Strategy ဘိုင်းနဲ့နဲ့ခြင်းနဲ့ကျယ်ပြန့်တဲ့ open world map ကြောင့် offline မှာပဲ အလဲခိစွန့်စားခန်းကိုခန်းစားချက်တွေအတွက်အကောင်းဆုံးဂိမ်းတစ်ခုပါနံပါတ်5 The Basket Wager Action RPG So Like The Basket Wager ဟာမိုဘိုင်းပလက်ဖောင်းပေါ်က console အဆင့် Action RPG တွေထဲမှာထိတ်ဆုံးအပါဝင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်ဒီဂိမ်းမှာ Dark Fantasy ပုံစံ World ကိုနောက်ခံထားပြီးကစားသူကိုစိန်ခေါ်မှုမြင့်မာတဲ့ So Like Combat System နဲ့တူနည်းနည်းတဲ့ဆက်လန်းကိုခန်းစား권ပေးထားတာပဲဖြစ်ပါတယ် The Basket ဝေချာရဲမှာကစားသူဟာ closest လို့ခေါ်တဲ့အလင်းပေးတဲ့တတ္တဝါကြီးတွေပျောက်ကွယ်သွားတဲ့ကဘာမှာရှင်သန်နေတဲ့ Terrence အဖွဲ့ဝင်တွေဖြစ်ကစားရမှာဖြစ်ပါတယ်။ Unreal ရဲ့ engine phone နဲ့ဖန်တီးထားတဲ့ console quality နေပါရုပ်ထွက်ကောင်းမွန်တဲ့ effect တွေနဲ့တူတူရန်သူတွေရဲ့တိုက်ခိုက်မှုကိုတိကျစွာကာကွယ်ခြင်း Perry နဲ့အချိန်ကြိုက်တိုက်ခိုက်ခြင်းတို့ပါဝင်တဲ့ hard core action ကိုအသားပေးပါတယ်။ Number 4 Real Car Parking 3D Simulation Driving Riyadh Car Parking 3D ဟာရိုးရာ Racing Game တွေနဲ့မတူပဲလက်တွေ့ဆန်တဲ့ကားပေါင်းနဲ့မုန်းတဲ့ Car Parking ထိုးခြင်းကိုအတိအကထားတဲ့ Simulation Game တစ်ခုဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာလက်တွေ့ဆန်တဲ့ရင်ထိန်ချုံမှုကိုအသုံးပြုပြီးပိတ်ဆို့နေတဲ့ပတ်ဝန်းကျင်တွေထဲမှာအမာရွေမရှိ Parking ထိုးခြင်းစားတဲ့ စိန်ခေါ်မှုမရှင်တွေကိုဖြတ်တန်းရမှာဖြစ်ပါတယ် high quality 3D ကား model များနဲ့ TD environment တို့ကြောင့်ကားမောင်းရတဲ့ခံစားမှုကပိုပြီးလက်တွေ့ဆန်ပါတယ်စိတ်ရှည်သီးခံမှုနဲ့တည်ကြမှုကိုလေ့ကျင့်ခြင်းတို့ရဲ့အတွက် offline မှာစိတ်ကိုအေးချမ်းစေမဲ့ driving simulation ကိုပေးစွမ်းနိုင်ပါတယ် number 3 breed auto sport racing simulation premium Grid Autos ပေါ်ဟာ mobile platform ပေါ်ကအကောင်းဆုံး racing simulation game တွေထဲကတစ်ခုဖြစ်ပြီး premium game ဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာ formula racing ကနေ drift racing အထိမတူညီတဲ့ကားအမျိုးအစားနဲ့ပြိုင်ပွဲပုံစံများစွာကိုကစားရမှာဖြစ်ပါတယ်။ simulation ပုံစံမှုကားထိန်ချုပ်မှုကလက်တွေ့ဆန်းခြင်း profit အရေးသွေးအလွန်မြင့်မားခြင်းနဲ့ offline မှာတင်အဆုံးသတ်နိုင်တဲ့ ကီယာမုတ်တို့ကြောင့်ကစားရတာစိတ်ချနှမ်းမှုအပြေအဝရစေပါတယ် high and 3d graphic နဲ့စစ်မှန်တဲ့ racing experience ကို offline မှာပဲခန်းစားချင်တဲ့အတွက် grid auto sport ဟာမဖြစ်မနေစော့ကြည့်တဲ့ masterpiece တစ်ခုပါရှင် number 2 bright memory mobile fps hack and slash ဒီ game ဟာ fps နဲ့ hack and slash ကိုပေါင်းစပ်ထားပြီး graphic ရည်သွေးအလိုမြင့်မားတဲ့ action game တစ်ခုဖြစ်ပါတယ် တီကဲမြအတီးကဆွဲဆောင်မှုကတော့စစ်ပွဲဆက်လန်းအခြေခံထားပြီးတနက်ပြစ်ခတ်ခြင်းရှုပ်တင်တားခုတ်ခြင်းမီလီကွန်ဘက်နဲ့ထူခြားသောဆွေးရင်မြအုံပြုကရန်သူတွေနဲ့တိုက်ခိုက်ရတဲ့ Dynamic Combat System ပဲဖြစ်ပါရင်ကစားသူဟာ Special Force Agent အုပ်အနေနဲ့ရှေးဟောင်းတမိုင်းဝင်နေရာများမှာစစ်သားများနဲ့တဘာဝလွန်တတ္တဝါများကိုရင်ဆိုင်ရတဲ့ စိတ်ဝင်စားစရာဆက်လန်းကိုဖြတ်တန်းရမှာပါ။ခေါင်းဆိုးအဆင့်မီပါစရန်အဖက်များကြောင့် offline မှာအကောင်းဆုံး graphic နဲ့ action ကိုခန်းစားရမှာအသေးချပါပဲ။ Number 1 Streets of Rage 4 2020ပြည့်နှစ်မှာ console နဲ့ PC တွေအတွက်စတင်ထွက်ရှိခဲ့တဲ့ game ပဲဖြစ်ပါတယ်။2020နောက်ပိုင်းမှာမှ mobile platform iOS Android ကိုအမြင့်စွာရောက်ရှိလာခဲ့တဲ့ game လို့လည်းဆိုရပါမယ်။ တီကင်းမှာ1990ပြည့်လွန်နှစ်တွေကနာမည်ကျော် Classics Pitam App Series ကိုပြန်လည်အသက်သွင်းတာဖြစ်ပါတယ် Hand drawn ပုံစံ 2D Cartoon Graphic ကိုအသုံးပြုထားပြီးရုပ်ထွက်ကအလွန်လှပချုံ့မွေ့ပါတယ် Retro Feeling ကိုခံစားရစေပေမဲ့ Animation နဲ့ Visual Effect တွေကအရင်ကမိမိုက်နေရောပါပဲရန်သူအုပ်စုတွေကိုလက်သေးခြေတော်နဲ့လက်နက်တွေအသုံးပြုပြီးရိုင်းနဲ့ခြေမုံရတဲ့ Action ကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ် Combo စနစ်နဲ့နဲ့ခြင်းနဲ့စက်ကောင်တိုင်းမှာထူးခြား ားတဲ့စွမ်းရည်များပါဝင်ပါတယ်